ဒီချိန်မှာရာဇဂျုံမြို့မှာအယူဝါဒတွေတင်ကြားပို့ချနေတဲ့ဆရာကြီး6ဦးအနေနဲ့တင်ဆရာဆိုတဲ့ပြပိုက်ကြီးကရာဇဂျုံမြို့မှာ ရောက်ရှိပြီးတော့နေထိုင်တယ်ပြပိုက်အရန်ထဲမှာနေထိုင်ပြီးအဲသူစီမှာ ဥပတိတ်တကောလိတာလို့ဆိုတဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မောကလံအလောင်းပရပိုက်နှစ်ဦးဟာလေသင်္ဇယပရပိုက်ကြီးရဲ့တပြိခံပြီးတော့သူစီကပြညာရံများကိုသင်ကြားပြီးတော့နေကြတယ်သူတို့ကိုယ်တိုင်ကညံထက်တဲ့ပုံကိုယ်ကြီးဖြစ်တဲ့အတွက်ကြောင့်သင်္ဇယပရပိုက်ကြီးရဲ့အယူဝါဒတွေကိုသင်ကြားလိုက်တာမကြခင်တက်မြောက်ပြီး သူတို့ကိုယ်တိုင်ပဲတင်ဆရာဆရာကြီးရဲ့လက်ထောက်တပည့်အဖြစ်ဆောင်ရွက်နေကြတယ်။သို့တော့ဥပဋိဒ္ဒတို့ကောလိတတို့ဆိုတဲ့ပုဂ္ဂိုလ်တွေကအင်တာမတ်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်တင်ဆရာဆရာကြီးရဲ့အမရဝိခေပလို့ခေါ်တဲ့အယူဝါဒနဲ့ပတ်သက်ပြီးကျင့်တဲ့အာရမှုမရှိကြဘူး။မရှိကြလို့တကယ်အရေးကြီးတဲ့တရားဓုတရားမြတ်ဆိုတာရှိရအောင်မယ်။အမတ္တလို့ခေါ်တဲ့ မတရားနိဗ္ဗာန်ကိုတို့တွေရှာရအောင်မယ်လို့ဆိုပြီးတော့အမြဲတမ်းပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေတွေ့လို့တွေ့ညာအမြဲတမ်းတတိထားပြီးတော့ကြည်နေတဲ့အချိန်မှာမြတ်စွာဘုရားကလည်းရာဇကျုပ်ပြေရောက်လာတဲ့အချိန်ပဲဖြစ်တယ်ပေါ့ဒီနေ့ကျတော့ရာဇကျုပ်မျိုးထဲမှာဆွမ်းခံချိန်မှာဥပတ္တိတပြပိုက်ကလည်းမျိုးတဲ့အရာ သင်္ဆဝဂီ၅ပါးထဲမှာအငယ်ဆုံးဖြစ်တယ်။ရှင်အတ္တစီမထေရကလည်းအနေနဲ့အရရတိတိပြီးတော့မြတ်စွာဘုရားသရင်သုံးတဲ့ရာဇဂျူမြို့ဝက်ကိုရောက်လာပြီးဆွမ်းခံထွက်တယ်။ဥပတ္တပရပိုင်ဟာအတ္တစီမထေရကို ရုတ်တရက်တွေ့လျက်တဲ့အခါမှာသူ့စိတ်ထဲမှာကျဉ်တ်ပီတိဖြစ်သွားတယ်။ဒီပုဂ္ဂိုလ်ကြည့်ရတာအေးချမ်းလိုက်တာ မျက်နှာအနေထားကလည်းအမတမချီလင်းနေသွားရလာရလည်းအမတမငြိမ်သက်တယ်ဒီလိုပုဂ္ဂိုလ်မျိုးဟာတရားဓုတရားမြတ်ရထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်မယ်လို့အပြင်မက်ကမျက်နှာအသွင်ကို ကြည့်တာနဲ့ပဲဒီပုဂ္ဂိုလ်ရဲ့ယင်တဲ့နှလုံးထဲမှာရှိတဲ့တရားကိုခံမှန်းပြီးတော့သိနိုင်တာပေါ့